မင်္ဂလာပါရှင်ဒီနေ့ဆရာမရှင်းပြပေးမှာက grade 5အာဒီတင်ချာရဲ့နံပါတ်10အာဒီအမှန်ရွေးတွေကိုရှင်းပြပေးမှာဖြစ်တယ်ဒီဒီတစ်ခါဒီဆရာမအခန်းတစ်ဆယ်ရနဲ့စပြီးရှင်းပြပေးပါမယ် ဆိုတော့ဆရာမကဒီအဆင်ပြေမဲ့ဟာလေးတွေကိုရွေးပြီးတော့မှဒီမိကဟောင်းတက်ကဟာတွေကိုစုပြီးတော့ကိုယ်တိုင်ထုတ်ထားတဲ့ဟာတွေအကုန်လုံးကိုဒီမှာအဲကလေးတွေအတွက်ပြင်ပေးထားပါတယ်ဆိုတော့အဆင်ပြေမယ်လို့ဆရာမမျှော်လင့်ပါတယ်ဟုတ်လားဆိုတော့ဒီမှာကြည့်ကြည့်အောင်နံပါတ်၁က9ပိုင်း3ပိုင်းနဲ့9ပိုင်း5ပိုင်းကိုနိုင်ရှင်လေးထည့်ရမိတင်ကေတာမှာကွက်လက်ဖြစ်သည်ဆိုတော့နိုင်ရှင်မယ်ဆိုတော့ဆရာမတို့ဒီအပိုင်းကိန်းနေနိုင်ရှင်တဲ့အခါမှာပိုင်းခြေကိုကြည့်ပြီးတော့နိုင်ရှင်နေပိုင်းခြေတူလို့ရှိရင် ကဲပိုင်းခြေကိုကြည့်လိုက်မယ်ပိုင်းခြေတူတယ်ပိုင်းခြေတူတဲ့အခါမှာပိုင်းဝေကိုကြည့်ရမှာပေါ့ပိုင်းဝေကြည့်တော့သူကပိုပြီးကြည့်တယ်အပိုင်းကြီးတစ်ခုဖြစ်တယ်ဒါဆိုနံပါတ်1အတွက်ဖြည့်ရမယ်ဒီကွက်လက်မှာထည့်ရမယ်ဟာဒီဘာလဲဆိုတော့ဒီ၃ပိုင်း၇ပိုင်း၃ပိုင်းနဲ့ ခုနပိုင်း၅ပိုင်းကိုနိုင်ရှင်လေးရင်ထည့်ရမိတင်ရတာဆိုဒီကြားထဲမှာထည့်ရအောင်ဆရာမတွေမှာအကွက်ကလေးလို့ ਆ မှာနော်အဲ့ဒီအကွက်ထဲမှာထည့်ရမှာဒီဆရာမတို့ဒီမှာခုနပိုင်း၃ပိုင်းခုနပိုင်း၅ပိုင်းဆိုဘာပို့ကြည့်လဲပိုင်းခြေတူရင်ပိုင်းမေကိုကြည့်ပြီးနိုင်ရှင်မှာဖြစ်တဲ့အတွက်ငါးကပို့ကြည့်တော့ဒီလိုလာမယ်ဟုတ်ပြီနော်နောက်ကနံပါတ်၂၅ပိုင်း၄ပိုင်းနဲ့၉ပိုင်း၄ပိုင်းကိုနိုင်ရှင်လေးရင်ထည့်ရမိတင်ရတာဆိုတော့၅ပိုင်း၄ပိုင်းဆရာမတို့လို့ထားလိုက်မယ် ကိုပိုင်း၄ပိုင်းဆိုရထားလိုက်ဒီအပိုင်းကိန်းနှစ်ခုမှာဘာတူလဲပိုင်းဝေတူတယ်ပိုင်းဝေတူရင်ပိုင်းခြေဝကြည့်ပြီးနိုင်ရှင်ပိုင်းဝေတူရင်ပိုင်းခြေဝကြည့်ပြီးနိုင်ရှင်မယ်ပိုင်းခြေပိုငယ်တော့ကိန်းကနန်းငယ်တော့ပိုင်းခြေကပိုကြီးတယ်ဟုတ်ပါပြီနော်အဲ့ဒါဆိုဒီမှာဘယ်လိုလာမလဲငါးပိုင်းလေးပိုင်းကပိုကြီးတယ်ဟုတ်ပြီဒါကလေးတော့နားမလဲဘူးဆိုဆရာမတော်ကကျိုးတစ်ချောင်းပဲဖြစ်ဖြစ် မုံတစ်ခုပဲဖြစ်ဖြစ်အဲ့ဒါကိုဆရာမကငါးပိုင်းပိုင်းလိုက်မယ်အညီရမြတစ်ပိုင်းနှစ်ပိုင်း၃ပိုင်း၄ပိုင်း၅ပိုင်းငါးပိုင်းပိုင်းတော့လေးပိုင်းဆိုတော့တစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းလေးပိုင်းဒီထိလာမယ်။ဟုတ်ပြီအဲ့ဒါကိုပဲဆရာမတို့ကကိုးပိုင်းပိုင်းမယ်ကိုးပိုင်းပိုင်းမှာလေးပိုင်းဆိုတော့၁၂၃၄၅၆9 10ကို ဟုတ်ပြီနော်ဆိုတော့9ပိုင်းပိုင်းမှာ4ပိုင်းဆိုတော့2ပိုင်း2ပိုင်း3ပိုင်း4ပိုင်းဒီထိပဲပေါ့အဲ့ဒါကြောင့်မို့လို့ဆရာမတော်ဘာမှတ်ရမှာလဲဆိုတော့ပိုင်းဝေတူရင်ပိုင်းခြေကိုကြည့်မယ်ကနန်းငယ်သောပိုင်းခြေသည်ပို့ပြီးတော့ကြီးတဲ့အပိုင်းငိမ့်တစ်ခုဖြစ်တယ်ဟုတ်ပြီနော်နောက်တော့နံပါတ်3သုံးပိုင်းနှစ်ပိုင်းနဲ့၉ပိုင်း၄ပိုင်းကိုနိုင်ရှင်လျင်ထည့်ရမိတင်ကေတ။ကဲဟုတ်ပြီ။သုံးပိုင်းနှစ်ပိုင်းနဲ့၉ပိုင်း၆ပိုင်း sorry 3ပိုင်း2ပိုင်းနဲ့6ပိုင်း6ပိုင်းဆိုကြည့်ကြည့်အောင်เนาะဆရာမရေးကြည့်မယ်3ပိုင်း2ပိုင်း6ပိုင်း6ပိုင်းကဲဒီကြားထဲမှာဆရာမတို့ကစဉ်းစားကြည့်မယ်ဒီအပိုင်းကိန်းကဒီအပိုင်းကိန်းဒီအရှင်းဆုံးပုံစံပြောင်းလို့မရအောင်ဒီအပိုင်းကိန်းဒီအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ဆိုတော့သူ့ကိုပြောင်းကြည့်လိုက်ရအောင်ဆရာမတို့ကဆိုတော့3နဲ့သူ့ကိုလည်းပဲ3နဲ့စားလို့ပြက်တယ်ဒါလည်းပဲ3နဲ့စားလို့ပြက်တယ်ဟုတ်လားဆိုတော့သူ့ကိုပြက်လိုက်တဲ့အခါမှာ3နဲ့6 3390မှာအရှင်းဆုံးပုံစံပြောင်းတော့ဘာရလဲ3ပိုင်း2ပိုင်းရတယ်ဒါကြောင့်မလို့ဒီ3ပိုင်း2ပိုင်း3ပိုင်း2ပိုင်းဖြစ်သွားတဲ့အတွက်ကြောင့်ထည့်ရမယ့်တင်ငေတာကဘာလဲညီမြချင်းပေါ့ညီမြချင်းဆိုတော့ဂငယ်ညီမြချင်းနားပြီနော်နောက်နံပါတ်4 အပိုင်းကိန်းတစ်ခု၏ဘိုင်းခြေနှင့်ဘိုင်းဝေကိုဆိုတော့ဆရာမအပိုင်းကိန်းတစ်ခုရေးလိုက်မယ်။ဥပမာဆရာမက၅ဘိုင်း၃ဘိုင်းရေးလိုက်ပြီးအပိုင်းကိန်းတစ်ခု၏ဘိုင်းခြေနှင့်ဘိုင်းဝေကိုဆိုတော့ဘိုင်းခြေကိုကဘိုင်းဝေကိုကတုံညမဟုတ်တော့ကိန်းတစ်ခုဖြစ်မြောက်လျင်ဖြစ်စီစားလျင်ဖြစ်စီ။ Okay ဒါဆိုဆရာမတို့သူ့ကိုတုံညမဟုတ်တဲ့ကိန်းဆိုတော့နှစ်နဲ့မြောက်ပိုင်းခြေကိုကပိုင်းဝေကိုမြောက်ရတယ်မြောက်တော့ဗာရလဲဆိုတော့9နဲ့4 10 3နဲ့4က6 မြောက်လျင်ဖြစ်စေစားလျင်ဖြစ်စေကွက်လက်အပိုင်းကင်းရပါသည်တဲ့ဘာအပိုင်းကင်းရတယ်လဲအရှင်းဆုံးပုံစံရတယ်လားအပိုင်းကင်းရောင်ရတယ်လားအပိုင်းကင်းရောရမလားတံဘိုးတူအပိုင်းကင်းရမလားကဲစဉ်းစားကြည့်အောင်ကျွန်တော်တို့ရှိမှလည်းပြောပြသားဒါစာတင်ကလေးကတိခဲ့ပြီးသားငါးပိုင်းသုံးပိုင်းကိုပိုင်းဝေကောပိုင်းချေကောတူတာနဲ့မြောက်လိုက်လို့ရှင်သူနဲ့တန်ဖို့တူတဲ့အပိုင်းကင်းပြန်ရတယ် ဟုတ်လားတကယ်လို့သာဆင်မရို6ကိုနှစ်နဲ့စားလိုက်မယ်30ကိုလည်းနှစ်နဲ့စားလိုက်မယ်တန်ဖိုးတူอ่ะတူသွားအောင်ဆိုတော့နှစ်3လီ6ဆိုတော့3ပဲပြန်ရမယ်နှစ်5လီ30ဆိုတော့9ရမယ်ဆိုတော့9ပိုင်း3ပိုင်းနဲ့30ပိုင်း6ပိုင်းတွေဘာတွေဖြစ်ကြသလဲတန်ဖိုးတူအပိုင်ကိန်းများဖြစ်ကြသည်ဒါကြောင့်အဖြစ်ဒီပါလေဂဟကြီးပေါ့တန်ဖိုးတူအပိုင်ကိန်းနောက်တစ်ခုကနံပါတ်5အပိုင်းကိန်းတစ်ခုတွင်ပိုင်းခြေကိုငယ်နိုင်သမျှငယ်အောင် ပြုလုပ်သူ့တန်ဖိုးသူ့အပိုင်းကိန်းတစ်ခုပြုလုပ်ထားသည့်ပုံစံကိုကွက်လက်ပုံစံဟုခေါ်သည်ဥပမာအပိုင်းကိန်းတစ်ခုကျွန်တော်တို့ဒီမှာစဉ်းစားကြည့်မယ်နော်78ပိုင်း6ပိုင်းဆိုတဲ့အပိုင်းကိန်းလေးကိုပဲစဉ်းစားကြည့်မယ်ဒီအပိုင်းကိန်းမှာပိုင်းခြေကိုငယ်နိုင်သမျှငယ်အောင်ပြုလုပ်ထားတဲ့ပုံစံနှစ်ခုစလုံးနှစ်နဲ့စားလို့ပြတ်တယ်ဟုတ်လားသုံးနဲ့စားလို့လည်းပြတ်တယ် 6နဲ့စားလို့လည်းပြက်တယ်ဆိုဆရာမတို့သူ့ကိုဒီအငဲဆုံးဖြစ်အောင်ဒီ6နဲ့စားမယ်အဲ့ဒါကြောင့်မလို့6နဲ့စားတယ်သူ့ကိုလည်း6နဲ့စားတယ်ဒါဆိုဘာရလဲဆိုတော့63လေး18 6တလီ6ဆိုဒီလိုမျိုးလေးရတယ်ဒါဆရာမဥပမာရှင်းပြတာနော်ဒီလောက်ထိ ဒီမှာတွေးစရာမလိုဘူးမရတဲ့ကလေးလည်းရသွားအောင်ပါကဲဒါဆိုရင်အပိုင်းကင်းတစ်ခုအပိုင်းချေငင်းနိုင်တဲ့မြငင်းအောင်တံပိုးကျူအပိုင်းကင်းတစ်ခုပြုတ်လုထားတဲ့ပုံစံကဲဒီမှာ၁၈ပိုင်း၆ပိုင်းနဲ့၃ပိုင်း၃ပိုင်းနဲ့တံပိုးတူလားမတူလားတူတယ်အဲ့ဒီလုထားတဲ့ပုံစံကိုဘာလို့ခေါ်ပါသလဲတဲ့ကွက်လက်ပုံစံဟုခေါ်သည်အပိုင်းကင်းရောင်အပိုင်းကင်းရောအရှင်းဆုံးတံပိုးသူပိုင်းကင်းပါလေအရှင်းဆုံးပုံစံပေါ့ရပြီနော်နံပါတ်6 ပိုင်းဝေနဲ့ပိုင်းချေကိုယင်းတို့ဤခွက်လက်ဖြစ်စားလျင်အရှင်းဆုံးပုံစံရသည်ယင်းတို့ရဲ့ခွက်လက်နဲ့စားရမယ်ဥပမာဆမတို့ဒီဆက်ရှိပိုင်း6ပိုင်းဆိုတဲ့အပိုင်းကြီးတစ်ခုရှိတယ်ပဲထားပါစို့ဆမတို့ကသူ့ရဲ့အရှင်းဆုံးပုံစံကိုရချင်တယ်ပိုင်းချေနဲ့ပိုင်းဝေကိုသူတို့ရဲ့ခွက်လက်နဲ့စားရှင်းဆုံးပုံစံကိုရချင်တယ်ဘာနဲ့စားမလဲဆမတို့ဒီမှာ6နဲ့စားလိုက်တယ်ဟုတ်လား6 3 28 6 4 6ဒီ6ဒီဘာလဲဆိုသူတို့ရဲ့ဘုံစခွဲကိန်း အကြီးဆုံးပုံစာခွဲကိင်းပဲ6ကိုခွဲတော့တင်းမြောက်6အကြီးဆုံးပုံစာခွဲကိင်း18ကိုခွဲတဲ့6 6 3 18တို့တို့ရဲ့အကြီးဆုံးပုံစာခွဲကိင်းနဲ့စပါရရပြီနော်ဆိုတော့အဖြေပါလဲဆိုတော့ပိုင်းဝင်နဲ့ပိုင်းခြေကိုရင်းတို့ဤကွက်လက်ဖြစ်စားလျင်အရှင်းဆုံးပုံစံရသည်အကြီးဆုံးပုံစာခွဲကိင်းရပြီနော်ဒီမှာတချို့ကလေးတွေကဒီအတန်ဘိုးတူကိင်းနေအဖြစ်ကိင်းနေပါရေးကြရယ်နံပါတ်9ကိုကြည့်အောင် ခုနှစ်ပိုင်းတစ်ပိုင်းခုနှစ်ပိုင်း6ပိုင်းခုနှစ်ပိုင်း3ပိုင်းခုနှစ်ပိုင်း5ပိုင်းတွင်အကြီးဆုံးဂိမ်းမှာဆိုဆရာမတို့ကြည့်ကြည့်အောင်ဒီဂိမ်းนี่ကြည့်ကြည့်မယ်ပိုင်းခြေတူတယ်ကဲပိုင်းခြေတူရင်ဘာလို့ကြည့်ပြီးနိုင်ရှင်မလဲပိုင်းဝေကိုကြည့်ပြီးနိုင်ရှင်မှာပေါ့ပိုင်းဝေဒီ7ရယ်6ရယ်3ရယ်5ရယ်ဆိုအကြီးဆုံးဒီပါလေ6ပေါ့ဟုတ်လားဆိုတော့ဒီမှာအကြီးဆုံးဂိမ်းမှာဆိုတော့ဘာဖြစ်မလဲခုနှစ်ပိုင်း6ပိုင်းခုနှစ်ပိုင်း6ပိုင်းဒီအကြီးဆုံးဂိမ်းဆိုတော့အဖြစ်ဒီပါလေဂါကြီးခုနှစ်ပိုင်း6ပိုင်း โอเคနောက်တစ်ခုနံပါတ်10ဘိုင်း9ဘိုင်းအပောင်း15ဘိုင်း14ဘိုင် EFP မှာဆိုတော့ဒါကိုကျတော့ကျွန်တော်ဘာလုပ်ပေးရမလဲတွက်ပေးရမယ်စာပြီးတွက်ရအောင်10ဘိုင်း9ဘိုင်းအပောင်15ဘိုင်14ဘိုင်းဟုတ်ပြီဆိုတော့သူ့ကိုအရင်ဦးဆုံးဆံမလို့ဘာလို့ဘာလို့ပေးရမလဲအပိုင်းကိန်းတစ်ခုပေါင်းမယ်နှုတ်မယ်ဆိုရင်ပိုင်းခြေတူဖို့လိုတယ်ပိုင်းခြေက10 15ဆိုသူ့ရဲ့အာဒီစရိုကိန်း ပါထားလို့ရတယ်လေဆိုတော့တဆယ်အမြောက်3 33 30 35 40 30တဆယ်ကို3နဲ့မြောက်တော့9ကိုလည်း3နဲ့မြောက်9 3 28 15ကို2နဲ့မြောက်14ကိုလည်း2နဲ့မြောက်14နဲ့4 28ဒါဆိုပေါင်းလိုက်မယ်30 8ရဲ့9ရဲ့55 5ရဲ့တင်း2ရဲ့3နဲ့ပေါင်းတော့55 55ကဲဒါဆိုတော့55 30ပိုင်း55ပိုင်းကိုအရှင်းဆုံးပုံစံပြောင်းလို့ရသလားရတာပေါ့9နဲ့ဆိုင်ရတယ် ဆိုရမှာဒီ6ပိုင်း7ပိုင်းပိုင်းဝေချင်းမလို့ပေးရလေသူ့ကိုစားပေးရမယ်6 2လီစနစ်မရအောင်6တလီ6ဆိုတော့ဆမလို့စားလိုက်မယ်7ကိုဒီဘာနဲ့စားမလဲ6နဲ့စားမယ်6တလီ6ဆိုတော့9ကျင်ဆိုတော့အဖြည့်ဒီပလာရလေ1 6ပိုင်9ပိုင်ဟုတ်လားအဲ့ဒါဆိုရှာကြည့်ရအောင်1 6ပိုင်9ပိုင်ဒီဂါကြီး1 6ပိုင်9ပိုင်နားပြီနော်နောက်တစ်ခုကနံပါတ်9 ဈေး28ပိုင်း9ပိုင်းကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြလျင်ကွက်လက်ဖြစ်တည်ခဲ့အရှင်းဆုံးပုံစံနဲ့ဖော်ပြမယ်28ပိုင်း9ပိုင်းဒီ1ကိုဆံမတော့ဘာမှလောက်ဆံမတည့်တိုင်းထားလိုက်ဒီ9နဲ့28ကိုသူတို့ဘာနဲ့စားရင်အဆင်ပြေမလဲသူတို့ရဲ့အကြီးဆုံးပုံစံခွဲကင်းရပါလေနော်အကြီးဆုံးပုံစံခွဲကင်းနဲ့စားမယ်ဆိုနှစ်ခုစလုံးဒီ9ကအကြီးဆုံးပုံစံခွဲကင်းပဲ9တက်လီကို9 3 28ဟုတ်လား9တက်လီကိုဆိုတော့1 ဘောတော့လည်းဆက်ခွင့်ဆက်တော့ဂျေ၃ဘိုင်းတစ်ဘိုင်းပေါ့ကဲဒါဆိုရင်အဖြေပါမှာလေဂျေ၃ဘိုင်းတစ်ဘိုင်းညပြီနော်နောက်ခုဘိုင်းချေ78အောင်ငယ်မိ78ဘိုင်း72ဘိုင်းနဲ့တန်ဖိုးတူတော့အပိုင်းဂိမ်းပါပိုင်းခြေဒီ78အောင်ငယ်မဲ့တံမိုးသူအပိုင်းကြီးခုနကလေးကဆမလို့လုတ်ပြီးပြီအာဒီ78ပိုင်း72ပိုင်းဆိုတော့ဘာနဲ့ရှင်းလို့ရလဲသူ့ကိုလည်း6နဲ့စားလို့ပြတ်တယ်သူ့ကိုလည်း6နဲ့စားလို့ပြတ်တယ် ဆိုတော့6348 6142 3ဘိုင်း2ဘိုင်းပေါ့ဆိုတော့အဖြေဒီ3ဘိုင်း2ဘိုင်းအဲ့တော့ဒါကိုကလေးတွေကအဲဒီ78ဘိုင်း72ဘိုင်းကိုဥပမာနှစ်နဲ့စားလိုက်လို့လေနှစ်နဲ့စားလိုက်လို့လေပြတ်တယ်ဒါပေမဲ့အရှင်းဆုံးပုံစံမရအောင်နှစ်9လေး78နှစ်6လေး72ဆိုတော့အဲဒီလိုမျိုးတွေအဒီတခြားအဖြေတွေရနေတတ်တယ်ဟုတ်ပြီနော်ဒါဆိုတော့ရပါပြီနောက်တစ်ခုဆက်မဲ့71နံပါတ်71က ၁၅ပိုင်း၃ပိုင်းနှင့်တန်ဖိုးတူသောပိုင်းကိန်း၁၅ပိုင်း၃ပိုင်းနဲ့တန်ဖိုးတူတဲ့အပိုင်းကိန်းမှာကွက်လက်ဖြစ်တယ်ဆိုတော့အဖြေကိုကြည့်ကြည့်လိုက်တော့များနေတယ်များနေတာဆိုတော့မြောက်သွားတာတွေ့ရနော်မြောက်သွားတာဖြစ်တဲ့အတွက်ဆရာမတို့လည်းသူ့ကိုမြောက်လိုက်မယ်အရင်ဦးဆုံးဒီမှာဘာရှိလဲဆိုတော့အပိုင်းကိန်းရောပေးထားတယ်ဒါအပိုင်းကိန်းရောင်ပြောင်းလိုက်ငါးတလီငါးငါးနဲ့သုံးရအပေါင်းလို့ရှစ်၅ပိုင်း၈ပိုင်းဆိုရသွားရောကဲငါးပိုင်း၈ပိုင်းရဲ့တန်ဖိုးတူအပိုင်းကိန်း ဆိုတော့ဆရာမတို့ဒီဒီမှာပိုင်းခြေ15ဆိုတော့15ဖြစ်အောင်စဉ်းစားကြည့်အောင်9ကို3နဲ့မြောက်8ကိုလည်းပဲ3နဲ့မြောက်เนาะ9 3 15 8 3 24 15ပိုင်း24ပိုင်း15ပိုင်း24ပိုင်းဒီအဖြေမှန်သွားပြီဒါပေမဲ့ဒီမှာပိုင်းခြေ24ရှိတာရောဆရာမတို့စဉ်းစားကြည့်လို့ရလား24 30နှစ်တိပိုင်းခြေ9နဲ့ဆိုရင်တော့မရနိုင်ဘူး ဟုတ်လားဒါကြောင့်မလို့ပိုင်းခြေ20လေးလဲမားတယ်30နှစ်လဲမားတယ်ဒီမှာပိုင်းခြေ15မှန်ပေမဲ့ပိုင်းဝေ30နှစ်ဖြင့်ရှင်းလေးလီ30နှစ်ဖြစ်နေတယ်ဒါကြောင့်အဖြစ်မှန်သည်15ပိုင်း24ပိုင်းကာချီနေပြီနော်နောက်တော့နံပါတ်7 6ပိုင်း12ပိုင် sorry 6ပိုင်း3ပိုင်း6ပိုင်း4ပိုင်း12ပိုင်း2ပိုင်း12ပိုင်း5ပိုင်းတို့တွင်အငယ်ဆုံးကိကဲပိုင်းဒီအပိုင်းကိန်းတွေကြီးတယ်ငယ်တယ်ဆိုတော့ဇမ္မာနိုင်ရှင်တဲ့အခါမှာပိုင်းခြေတူရမယ်ဆိုတော့ ပိုင်းချေသည်6ရက်6ရက်စနစ်ရက်စနစ်ရက်ဆိုတော့စနစ်ထားပေးရလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့6နဲ့လေးစနစ်6ကိုနည်းနည်းမြောက်မယ်3ကိုလည်းပဲနည်းနည်းမြောက်မယ်3နဲ့လေး6 6နဲ့လေးစနစ်၄နဲ့၄၆အော် sorry ၄နဲ့၄၈ဒါတော့၁၂နဲ့၁၂ငါကဲဒီထဲမှာပိုင်းချေအကုန်လုံးတူသွားပြီဆိုရင်ပိုင်းဝေကိုကြည့်ပြီးနိုင်ရှင်မယ်အငယ်ဆုံးကိ အငယ်ဆုံးဂိမ်းကိုကြည့်လိုက်ငယ်ဆုံးဂိမ်းဒီ7နှစ်ပိုင်း2ပိုင်းဒီမှာ7နှစ်8နှစ်5နှစ် အာ6ရှိတယ်ဆိုတော့12ပိုင်း2ပိုင်းဒီအငယ်ဆုံးဂိမ်းပေါ့ဟုတ်လားဒါပေမဲ့သူဒီအရှင်းဆုံးပုံစံနဲ့မပေးထားဘူးတကယ်လို့ဒါဒီမှာဒီလိုမျိုး12ပိုင်း2ပိုင်းနေနဲ့ဒီလိုမျိုးမဟုတ်တော့ဘဲနဲ့ဆရာမတို့ကနှစ်တက်လီနဲ့နှစ်6လီဇနဲ့ဆိုပြီးတော့မှနှစ်တက်လီနဲ့နှစ်6လီဇနဲ့ဆိုတော့6ပိုင်း2ပိုင်းလို့ဒီထဲမှာပါလာလို့ရှိရင်လည်းပဲ6ပိုင်း2ပိုင်းကိုရွေးပေးရမယ်တပတ်ပါတယ်နော်ဒီမှာတော့ဆရာမတို့ကအရှင်းဆုံးပုံစံနဲ့မပေးထားဘူးဒီတိုင်းလေးပဲပေးထားတယ်ဟုတ်ပြီလား ကဲကြောင်15ပိုင်း30ပိုင်းတန်ဖိုးသူအပိုင်းကိန်းတန်ဖိုးသူပိုင်းကိန်းနေအဖြစ်ပေးထားတာတွေကိုကြည့်လိုက်တော့နဲနေတယ်မလားနဲနေတော့ तू ဘာလုပ်ထားတာလဲစားထားတာပေါ့15ပိုင်း30ပိုင်းကိုဘာနဲ့စားမလဲသူရတန်ဖိုးသူအပိုင်းကိန်းရချင်တယ်အဲ့တော့ဒီ15ကိုရော30ကိုရောပြတ်မဲ့ကိန်းဒီ9ရှိငါးနဲ့စားလို့ရှိရင်15ကိုကော30ကိုကပြတ်မယ်သူတို့ရဲ့အကြီးဆုံးပုံစာခွဲကင်းဆိုတော့ငါ30ငါးနဲ့လီ30 9345 3ပိုင်း2ပိုင်းဒါဆိုဒီမှာပေးထားတယ်။ကာချီ3ပိုင်း2ပိုင်းဒီ15ပိုင်း10ပိုင်းရဲ့တန်ဖိုး2ပိုင်းကိန်းဖြစ်တယ်။နောက်ပြီးတော့နောက်တစ်ခုနံပါတ်14 15ပိုင်း9ပိုင်းဤတန်ဖိုး2အပိုင်းကိန်းမှာကွက်လက်ဖြစ်တယ်။15ပိုင်း9ပိုင်းရဲ့တန်ဖိုး2ပိုင်းကိန်းဒါရက်လွယ်ပါတယ်ဟုတ်လား။အဲ့တော့ဆရာမရဲ့မိကုန်ကိုကြည့်ပြီးတော့ဒီကလေးတို့ကပါနော်။ တတတတနေခွက်နေကိုလောက်ပြီးမှပြီးမှဆ iam မနဲ့ပြန်တိုက်ချင်လဲရတယ်ဟုတ်ပြီနော်ဒါငါးချောင်းဆုံငါးချောင်းအောင်လုပ်ကြည့်မယ်ပြင်ဆ iam မနဲ့တိုက်ကြည့်လို့ရတယ်ကဲ၁၄ကကြတော့၁၅ဘိုင်း၉ဘိုင်းရဲ့တန်ဖိုးတူအပိုင်းကိန်း၁၅ဘိုင်း၉ဘိုင်းရဲ့တန်ဖိုးတူအပိုင်းကိန်းတဲ့ကဲကြည့်ကြည့်အောင်အဖြေတွေဘာတွေပေးထားလဲဆိုတော့၅ဘိုင်း၃ဘိုင်းပေးထားတယ်ဒါဒီစားထားတာ15ဘိုင်း3ဘိုင်းနေ15ဘိုင်း5ဘိုင်းနေ15ဘိုင်း9ဘိုင်းနေပြထားတယ်ဒါဒီမြောက်ထားတာကဲဒါဆိုတော့ဆရာမတို့ဒီအယုံဆုံးစာကြည့်အောင် စားတော့တို့နှစ်ခုရဲ့ကြီးဆုံးပုံစံခွဲကိန်းက3ဟုတ်လား3နဲ့စားလိုက်တော့33လီကို3935ငါးပိုင်း3ပိုင်းဒါဆိုတော့ကျန်တာကတော့55 55တူတယ်ဒီမှာကိုကကြတော့စားထားတာ55 55ကတူတယ်ဒီမှာငါးကြတော့တော်ဘာမှမဆိုင်တော့ဟုတ်လား55ပိုင်း9ပိုင်းရလေ55ဒီအတိုင်းလေးပဲပြန်ပေးထားရဆိုတော့သူ့ရဲ့တန်ဖိုးသူ့ပိုင်းကိမဟုတ်ဘူးပေါ့နော်ဒါဆိုသူ့ရဲ့အဖြစ်ဒီပါလေ9ပိုင်း3ပိုင်းရပြီနော်နောက်တစ်ခု30အစား9ကိုအပိုင်းကိဖြစ်ပေါ့ဗျာ တဆဲအစားခုနှစ်တဆဲအစားခုနှစ်မှာအပိုင်းကိန်းနဲ့ပေါ်ပြတဲ့အချိန်မှာဒီတီကိန်းကိုပဲနေရာမှာရေးလေပိုင်းဝေနေရာမှာရေးမယ်စားကိန်းကိုပိုင်းချေနေရာမှာရေးမယ်ဒါလေးပဲဟုတ်လားဒါပေမဲ့ဒီမှာဒါလေးနဲ့မပြီးဘူးပိုင်းဝေကြည့်လို့ရှိရင်အမြဲတမ်းမထားမယ်သူ့ဘာလို့ပြရမလဲစားပေးပြီးတော့မှအဲဒီကိန်းရောပုံစံနဲ့အဖြေထုတ်ပေးရမယ်ဆိုတော့ခုနှစ်တလီခုနှစ်၃ချင်ပိုင်းချေကခုနှစ်ဆိုတော့1ခုနှစ်ပိုင်း၃ပိုင်းဒါဆိုတော့1ခုနှစ်ပိုင်း၃ပိုင်းမှာရှိလေ1 2 3 4 ခုနှစ်ပိုင်းသုံးပိုင်းဒါအဖြစ်ပဲပေါ့ရပြီနော်နောက်တစ်ခုနံပါတ်26ကိုရောက်သွားပြီ sorry 26 6ပိုင်း26ပိုင်းကိုကင်းရောဖြစ်ပြောင်းလဲရင်ွက်လက်ရတယ်ကဲကင်းရောဆိုတော့ဘာလို့ပြုံမဲလဲစားပေးုံပဲပေါ့6ပိုင်း26ပိုင်းဆိုတော့26ကိုဘာလို့မလဲ26ကိုဒီ6နဲ့စား64လီ24နှစ်ကျင်ကျွန်တော်တို့ဒီနေရာမှာပဲရက်ပြီးတော့မှသူ့အဖြစ်ထုတ်ပေးရမယ်ဆိုတော့၄ စားလက်ကို၈00ရေးမယ်။နှစ်ကအကျဉ်းနှစ်ကပိုင်းဝေဒါ၆ကပိုင်းရှိမှရေးမယ်။ကဲဒါဆိုတော့၄၆ပိုင်းနှစ်ပိုင်းအဖြေရှိလားဆိုရှိတာပေါ့ခါကြီးမှာ၄၆ပိုင်းနှစ်ပိုင်းအဲ့တော့သူ့ကိုပြန်ပြီးတော့မြောက်လိုက်လို့ရှိရင်၆လေး24 26ဆိုတော့၆ပိုင်း26ပိုင်းပြန်ရမယ်။အဲ့တော့ဒီအဖြေကပါလို့ဆရာမတို့သူ့ရွေးလိုက်တယ်။တကယ်လို့ဒါဒီအဖြေမပါဘူးဆိုလို့ရှိရင်ဆရာမတို့ဒီဒီလိုစဉ်းစားရင်လည်းရတာပေါ့သူ့ရဲ့ရှင်းဆုံးပုံစံပြောင်းနှစ်တလီနှစ် နှစ်3 4 6ဆိုတော့၄သုံးပိုင်းတစ်ပိုင်းဆိုပြီးပါလာလို့ရှိရင်လည်းပဲဒါဒီမှန်လမ်းမမှန်ဘူးလားဆိုတော့ဒါလည်းပဲမှန်တယ်ဟုတ်ပြီနော်ဒီမှာတော့အရှင်းဆုံးပုံစံပြောင်းထားတဲ့ပုံစံမဟုတ်တဲ့အတွက်ကြောင့်မို့အဖြစ်ဒီခါကြီးဖြစ်တယ်တကယ်လို့အရှင်းဆုံးပုံစံပြောင်းထားတဲ့ပုံပုံစံနေနဲ့ဒီမှာဒီရွေးချယ်စရာတွေမှာပေးလာလို့ရှိရင်ကြတော့ဆံမတော်ဒီလိုတဆင်ဆက်ပြီးတော့အဒီအတွက်ပေးရမှာပေါ့နော်နံပါတ်7ချီအောင်နံပါတ်7က ခုနှစ်ပိုင်းလေးပိုင်းအပေါင်းဆက်နှစ်ပိုင်းတစ်ပိုင်းရဲ့အဖြစ်ဒါဘာလို့ပြုံမဲလဲပေါင်းပေးယုံမဲပေါ့ခုနှစ်ပိုင်းလေးပိုင်းအပေါင်းဆက်နှစ်ပိုင်းတစ်ပိုင်းရဲ့အဖြစ်ဆိုတော့ပိုင်းချင်ကြည့်မယ်တို့တို့ပိုင်းချင်ကြည့်ဖို့ကြတော့အာဒီဆမရိုကဒီနှစ်ခုမြောက်မရမှာ ခုနှစ်ကိုစနစ်နဲ့မြောင်းစနစ်ကိုခုနှစ်နဲ့မြောင်းဟုတ်လားခုနှစ်စနစ်လေးစနစ်ခုနှစ်လေး84ခုနှစ်စနစ်လေး84ပေါ့နော်84ဆိုတော့လေးကိုလည်းပဲစနစ်နဲ့မြောင်းမယ်စနစ်လေး48တစ်ခုနှစ်လေးခုနှစ်ဆိုပြီးကဲပေါင်းလိုက်တော့84 8ရဲ့ခုနှစ်ရဲ့က55 9ရေးတည်တည်55ကဲသူ့ကိုအရှင်းဆုံးပုံစံဒီဒါက9နဲ့ရှင်းလို့ရတယ်ဒါဒီနည်းနည်းရမယ်ဟိုလေးတွေနဲ့ရမယ်ပေါ့နော်ဆိုတော့ သူ့ကိုစင်မရောရှင်းလို့မရအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါလားပါရလေ84ပိုင်း55ပိုင်းရမပါပြီနော်84ပိုင်း55ပိုင်းကျန်တာတော့ရှင်းလို့မရအောင်မပေါ့လားကျန်တာတစ်ခုကြည့်အောင်18အမဆက်ချက်က9ပိုင်း9ပိုင်းညီမချင်း45ပိုင်းဒီမှာအကွက်ကလေးပြထားတယ်ဒီအကွက်မှာထည့်ရမယ်ကင်းထည့်ရမယ်ကင်းကိုဆက်မလို့ဆက်စားကြည့်မယ်ဆိုတော့မိခွန်းလေးကိုကြည့်ကြအောင် 6ပိုင်း9ပိုင်းညီများချင်း45ပိုင်းဆိုဒီမှာထည့်ရမှာဒီမှာထည့်ရမယ့်ဂိမ်းဒီဆမတ်ဒီပိုင်းချင်းကိုကြည့်ပြီးစဉ်းစားမယ်6ကနေ45ဖြစ်သွားတာများလာတာမလားများလာတဲ့အတွက်ကြောင့်ဘာလို့တော့လဲမြောက်ထားတာ6 9 45ဆိုတော့9နဲ့မြောက်မယ်။ပိုင်းချင်ကို9နဲ့မြောက်ရင်ပိုင်းဝေကိုလည်းပဲ9နဲ့မြောက်ပေးရမလဲ။9နဲ့မြောက်ပေးရမယ်။ခုနဲ့9လေး35။ဒါကြောင့်အဖြေလေးပါလေ။ဒီအကွက်ထဲမှာထည့်ရမယ်အဖြေဒီကွက်လက်ထဲမှာထည့်ရမှာအဖြေဒီကငယ်35။ ကြည့်အောင်နံပါတ်19 45ပိုင်း15ပိုင်းကိုအရှင်းဆုံးပုံစံပြလွယ်လွယ်လေးပါ45ပိုင်း15ပိုင်းကဲတော့ဘာနဲ့ရှင်းမလဲ15နဲ့ရှင်းလို့ရတာပေါ့ပိုင်းဝင်ကိုလည်း15နဲ့စားလို့ရတယ်ပိုင်းချီကိုလည်း15နဲ့စားလို့ရတယ်15တလီ15သုံးလီဆိုတော့3ပိုင်း2ပိုင်းဆိုတော့ဂငေ3ပိုင်း2ပိုင်းတည်သူရဲ့အဖြစ်ပဲပေါ့ဟုတ်ပြီလားအဲ့တော့တကယ်လို့တချို့ကလေးတွေကအဥပမာပေါ့နော်သူ3နဲ့ရှင်းမယ်3 5လီ15သုံးမနေလေလေ 35လီ45ဆိုတော့15ပိုင်း5ပိုင်းရပြီဆိုလို့ရှိရင်လည်း5တလီ5 3လီဆိုရင်မှ3ပိုင်း2ပိုင်းကိုတော့ရအောင်တွားလို့ရတယ်အရှင်းဆုံးပုံစံတဆင်ချင်းစီပြောင်းပြီးတော့ဟုတ်ပြီနော်နောက်တစ်ခု3 4ပိုင်း2ပိုင်းအနုတ်7နှစ်ပိုင်းတစ်ပိုင်းရဲ့အဖြစ်ဆိုတော့သူ့ကိုဆရာမတို့နှုတ်တဲ့အချိန်မှာ၃ထဲကနေတစ်ကိုနှုတ်ပြီးတော့မှဒီလိုနှုတ်လို့ရတာလည်းရှိသလိုတစ်ကိုပေးလိုက်ပြီးတော့မှနှုတ်လို့နှုတ်လို့ရတဲ့ပုံစံတွေရှိတယ်။ဒါမှမဟုတ်လည်းဘာလို့လို့ရလဲဆိုတော့ ဒီမှာပေးထားတဲ့အပိုင်းကိန်းရောင်တွေကိုကင်ရောပြောင်းပလိုက်ပြီးတော့နှုတ်လိုက်လည်းရတယ်။ဟုတ်လားတကယ်လို့လှုပ်လှုပ်ချင်တယ်ဆိုရင်နေတုံးလေး7နှစ်တက်နေပေါ့73ပိုင်းချေသေးလေးအနုတ်နှစ်တက်လေးနှစ်3ဆိုတော့အာဒီဟာတော့နှစ်ပိုင်း3ပိုင်းကဲပိုင်းချေကြီးမယ်ဆရာမတော်ကပိုင်းဝေးမှာဒါက73သူ့ကိုညှိလိုက်တော့နှစ်နဲ့လေး4 3နဲ့လေးက6ကဲ73နဲ့က6ကိုနှုတ်မယ်ပိုင်းချေလေး နော်73ည6ကုန်တော့ခုနှစ်ခုနှစ်ကုန်မှာဆောင်းရပါနဲ့စားလေ၄နဲ့စားမယ်၄တလီ၄ကျန်တာက3ရပြီနော်ဒါဆိုရင်ရှေ့မှာရေးရမှာဒီပါလေ1 1ဆိုတော့ပိုင်းဒီပိုင်းချီယာ၄အကျွင်းက3ဆိုတော့1 4ပိုင်း3ပိုင်းဆိုပြရမယ်ရပြီနော်ဆိုတော့အဖြစ်ကြည့်ကြအောင်1 4ပိုင်း3ပိုင်းမှရှိတယ်ဂါကြီး1 4ပိုင်း3ပိုင်းရပြီနော် ကဲဒါဆိုတော့ကျွန်မဒီနေ့တော့အပုံ20ပြီးသွားပြီ။အာနောက်တစ်ရက်မှဒီ21ကနေစပြီးတော့မှဆင်မဆက်ပြီးရှင်ပြမယ်။အာကျွန်တဲ့အခန်းလေးကိုလည်းအဆင်ပြေပြည့်တယ်လို့ဆင်မလုပ်ပေးမှဖြစ်လို့အဲဒီဆင်မရဲ့ channel ကို like subscribe လုပ်ပေးပါ comment မှန်ပေးပါအဆင်မပြေတာရှိရင်လည်းဆင်မကို comment box မှာပြောလို့ရပါတယ်။အာဒီအချိန်ရရင်ရတယ်လို့ဗီဒီယိုလေးတွေလုပ်ပေးမှဖြစ်ပါတယ်ရှင်။ကျေးဇူးများရင်တင်ပါတယ်။